နံပါတ်6နေရာအတွက်ပြစ်မှတ်အစ်စ်နဲ့လီဗာပူးနောက်ဆုံးအလုပ်ခန်းများအားလုံးမင်္ဂလာပါရှင်လီဗာပူးအသင်းအနေနဲ့ချန်ပီယံဘွဲ့ကိုတိမ့်ပိုက်ပြီးချိန်မှာနောက်ပွဲတွေမှာတော့ကစားသမားအပြောင်းအလဲတွေပြုလုပ်သွားမယ်ဆိုပြီးနီးပြစီအမ်စလော့ကထုတ်ဖော်ပြောဆိုထားပါတယ်အခြားတစ်ဖက်မှာလည်းလီဗာပူးအသင်းဟာလာမယ့်ဈေးကွက်ရာသီအတွက်ပြင်ဆင်ရရှိပါတယ် Sky Sport သတင်းဌာနရဲ့ဖော်ပြချက်အရဆိုရင် Liverpool ဟာ Trent Arnold ရဲ့နေရာကိုစားထိုးနိုင်မှုအတွက် Leipzig အသင်းရဲ့ Lazare ကိုချိန်ရွယ်နေတယ်လို့သိရပါတယ်။ဒီကစားသမားဟာလီဗာပူးအသင်းကိုနီးပြပွားပထမဆုံးရာသီမှာပဲပရီးမီးယားလိဘလောက်ကိုအရယူပေးနိုင်ခဲ့တဲ့နီးပြကြီးအမ်စလော့နဲ့အတူဖီယန်နူအသင်းမှာအတူတူလက်တွဲမှုတဲ့ညာနောက်ခံကစားသမားတအူးပဲဖြစ်ပါတယ်။လက်ရှရယ်ကိုစပိန်ကလပ်ရီယယ်မက်ဒရစ်အသင်းကလည်းစိတ်ဝင်စားနေတယ်လို့သိရပါတယ်။ က်ရှိလီဗာပူးအသင်းရဲ့ညာနောက်ခံလူကော်နာပရက်ဒလီကအခုအချိန်ထိကြံ့ခိုင်မှုကောင်းနေမရှိသေးလို့အသင်းရဲ့လေ့ကျင့်ရေးစီစဉ်တွေမှာမပါဝင်သေးဘူးလို့သိရပါဗျ။ပြပြခဲ့သလိုပဲပေါ့နော်လက်ကျန်ပွဲစဉ်တွေမှာကစားသမားတွေကိုလှည့်လည်သုံးဆွဲသွားမယ်လို့သိရှိရပြီးတော့တာမန်အချိန်တွေမှာပွဲထွက်ခွင့်တွေမရတဲ့အီလီယွန်နဲ့ခီဇာတို့လိုကစားသမားတွေကပွဲထွက်ကစားခွင့်ရရှိစေဖို့အတွက်အသင်းဖန်တွေကမျှော်လင့်နေကြပါတယ်။အီလီယွန်နဲ့ပတ်သက်ပြီးတော့အမ်စလော့ပြောဆိုမှုတွေမှာအပေါင်းလက္ခဏာဆောင်တဲ့ပြောဆိုမှုတွေကိုတွေ့ရပါတယ်။ လက်ရှိကစားသမားတွေအကုန်လုံးအသင်းမှာဆက်ပြီးရှိနေဖို့ကအရေးကြီးကြောင်းနဲ့အီလီယော့နဲ့လည်းအေးအေးဆေးဆေးစကားတွေပြောဆိုထားပြီးဖြစ်လို့အဆင်ပြေပြီလို့လဲဆိုလို့ရပါတယ်။အမ်စလော့ကိုတိုင်းကလည်းအီလီယော့ကိုသဘောကျပြီးတော့သူ့ရဲ့ဒဏ်ရာရေးကြောင်းမလို့သာပွဲကစားချိန်တွေရောခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်အီလီယော့ကအသင်းမှာဆက်ရှိဖို့များနေပြီးတော့နာမည်ရသည်မှာပွဲကစားခွင့်တွေပုံမရရှိလာနိုင်တဲ့အနေအထားမှာရှိနေပါတယ်ရှင်။နောက်ထပ်ပြီးတော့လေအသင်းရဲ့အကောင်းဆုံးအရင်ကစားသမားတစ်ဦးဖြစ်တဲ့ M2 ရဲ့အနာဂတ်ကလည်းလှုပ်ခတ်လာနေပြီဖြစ်ပါတယ် အသက်32နှစ်အရွယ်ရှိပြီဖြစ်တဲ့ဂျပန်အသင်းကောင်အမ်ဒိုက2026မှာအရှင်ပြိုင်ကစားမယ်။ကမ္ဘာဖလားပွဲစဉ်ကြီးမှာလည်းဂျပန်အသင်းကိုဦးဆောင်သွားရအောင်ပါပါ။ဒါကြောင့်မလို့အသင်းကအမ်ဒိုကိုရောင်းထုတ်ချင်နေပြီးတော့နောက်ထပ်နံပါတ်6ကစားသမားတဦးလောက်ကိုဈေးကွက်ထဲရှာဖွေနေတယ်လို့လည်းသိရပါပါတယ်။ အလရှိကွင်းလည်းအဖြက်နေရာမှာ Graben Bash ကတောင်းရင်ယူနေရပြီးတော့သူ့နောက်မှာတောင်းတင်းတဲ့ရန်ကစားသမားတွေရှိမနေပါဘူး Graben Bash တန်ရာရသွားမယ့်အခြေအနေတွေကွင်းလည်းမှာကစားခွက်ပြောင်းလဲခင်းကျင်းတဲ့အနေအထားတွေကိုတွက်ဆပြီးတော့ Amstrad ကိုယ်တိုင်ကလည်းကွင်းလည်းအဖြက်သမားတအုပ်ကိုတော့ခေါ်ယူလို့နေတာပါဒီလိုအချိန်မှာတစ်ချိန်တော့ဟာစိတ်ဝင်စားခဲ့ပူတဲ့ Spain သားဆိုပြီးမန်ဒီကပြတ်မှတ်သေးပြန်ပါလာနေတယ်လို့သိရပါတယ် ဇူဘီမန်နီကအာဆင်နယ်အသင်းထံကိုပြောင်းပြဖို့အတွက်နှိဆက်ခဲ့ပေမဲ့လို့လည်းအပြောင်းအရွှေ့ကပြက်ပြဲသွားခဲ့ပြီးတော့အခုချိန်မှာလီဗာပူးသင်းရဲ့စိတ်ဝင်စားမှုကိုပြန်လည်ရရှိနေတာပဲဖြစ်ပါတယ်။ဇူဘီမန်နီအပြင်နံပါတ်6နေရာအတွက်အသင်းဘက်ကနောက်ထပ်စိတ်ဝင်စားနေတဲ့ကစားသမားတဦးကတော့စတုခတ်အသင်းရဲ့ကွင်းလယ်လူအင်ဂျလိုစတေလာပဲဖြစ်ပါတယ်။အင်ဂျလိုကအခုမှ24နှစ်ပဲရှိသေးပြီးတော့ပြောင်းရွှေ့ခြင်းအနေနဲ့ကလည်းပေါင်24သန်းလောက်သာသုံးဆွဲသွားရမယ့်အနေအထားမှာရှိနေပါတယ်။ သူဟာစတုဂတ်အသင်းအတွက်ပွဲတိုင်းနီးပါးပါဝင်ကစားပေးထားပြီးတော့ဖန်နီးမှုက၈ကြိမ်အထိပြုလုပ်ထားနိုင်ပါတယ်။ဥရောပထိပ်သီး၅လရဲ့အကောင်းဆုံးခွင့်လှည်တွေကတအုပ်အဖြစ်ခြေစွမ်းကောင်းတွေကိုပြသထားနိုင်တဲ့သူလည်းဖြစ်ပါတယ်။ဆက်လက်ပြီးတော့ဆောင်ကြည့်သွားအောင်ပါဖြစ်ပါတယ်။အပရိသတ်တို့အနေနဲ့ကောလီဗာပူးအသင်းကိုအမြဲတမ်းအကြက်ရိုက်စေတဲ့နံပါတ်၆နေရာနဲ့ပတ်သက်ပြီးကစားသမားတဲ့တအူးကိုထပ်မံခွင့်ယူရမယ်ဆိုရင်ဘသူ့ကိုခွင့်ယူစေခြင်းလဲဆိုတာကိုဆွေးနွေးပေးခဲ့ကြပါအောင်ရှင်